ရော်နယ်ဒိုကိုယ်တိုင်မက်ဆီလက်တစ်လို့ထောက်ခံထားတဲ့လူငယ်ကစားသမားကိုစာချုပ်မဲ့မန်ယူမန်ယူအသင်းဟာရော်နယ်ဒိုကိုယ်တိုင်မက်ဆီလက်တစ်ဖြစ်လာနိုင်တဲ့ကစားသမားလို့ထောက်ခံချက်ပေးထားတဲ့အသက်၁၄နှစ်အရွယ်ကစားသမား JJ Gabriel ကိုနှစ်စီစာချုပ်ချုပ်တော့မယ်လို့သိရပါတယ်နမည်အပြည့်ဆုံးဂျိုးဆက်ဂျူနီယာအန်ဒရီယူဂါဘရီယယ်ကိုဂျီဂျီဂေဘရီယယ်လို့ခေါ်ဆိုကြပြီးမန်ယူအကယ်ဒမီမှာ ရော်နယ်ဒိုရဲ့သားရော်နယ်ဒိုဂျူနီယာနဲ့အတူကစားနေတာပါဘဲချေရောညာချေပါတန်တဲ့ JJ Gabriel ကိုဘာလို့ Maxi လက်တက်လို့တတ်မှတ်ကြတယ်ဆိုတာကဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သိနိုင်ပါတယ်လန်ဒန်မှာမွေးဖွားကြီးပင်းခဲ့တဲ့ JJ Gabriel ကိုလန်ဒန်အခြေစိုက်အသင်းတွေဖြစ်တဲ့ Arsenal နဲ့ Chelsea တို့ကလည်း မန်ယူစီကညခေါ်ဖို့ကြိုးပမ်းနေကြပါတယ်။ရော်နယ်ဒိုဟာ JJ ကယ်ဘရီယယ်ကိုကိုယ်တိုင် တွေ့ဆုံပြီးမန်ယူအသင်းမှာတားဖြစ်သူနဲ့ဆက်ကစားဖို့ပြောကြားခဲ့ပါတယ်။မန်ယူအသင်းရဲ့အားကစားဒါရိုက်တာဂျော်စင်ဝီကော့ကိုယ်တိုင် JJ ကယ်ဘရီယယ်ကိုတွေ့ပြီး professional စာချုပ်ချုပ်မယ်လို့ပြောကြားခဲ့တာပါ။မန်ယူအသင်းဟာ JJ Gabriel ကိုအသင်းရဲ့ U18 အသင်းစည်းရင်းမှာထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဥရောပရဲ့စီးမင်းတွေအရအသက်16နှစ်အရွယ်ဆိုရင်အတင်းကြီးတွေအတွက်ပွဲထွက်ကစားခွင့်ရမှာဖြစ်လို့ JJ Gabriel ဟာဘာစီလိုနာကလမ်မင်းရမယ်ပြီးရင်စေဂျော်တက်အရွယ်နဲ့နမေဂျော်ကစားသမားဖြစ်လာမယ်လို့သုံးသပ်နေကြပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ AKL Online Service ရှိပါတယ်။555 Mix နဲ့ iBet 789အပါအဝင် မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားရဆိုရင် Viber နံပါတ်399 439 445ကိုဆက်သွယ်နိုင်ပါတယ်။